รูซีนับคันคราเฮางาคำรังซาคำปองชุมคำซามยากากเอามังลาเดสิออลีซาอาบาดอมีบาปีดูยานี่โปตายินตาอปองลูกเหมยอาลงกูเซ่นะพยาจ้ำมาชันตาจาบาสีลูอูสวาปานามะนุคุนเซตตาอาบาเดเคมยาจนอก็รอปีทองสู้โปမျိုးตาဖွဲชุบปาอามาผะပါဒီမဘဟုအလုံးမှုဆောင်ကော်မတီထွေထွေတွင်ရင်မှုခွန်ဆိုးမြင့်ဖြစ်ပါတယ် ယခုလိုရေဒီယိုရုပ်မြင်သံကြားမှသစဉ်ပြည်ထောင်စုပိုမျိုးသားဖွဲ့ချုပ်ပါမဖပါတီရဲ့မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ်များကိုတင်ပြဟောပြောခွင့်ရတဲ့အတွက်စီစဉ်ပေးသူများအားလုံးကိုပြည်ထောင်စုပိုမျိုးသားဖွဲ့ချုပ်ပါမဖကိုစားအထူးပြင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ဂုံယူဝမ်းမြောက်မိပါကြောင်းပြောကြားလိုပါတယ်။လေးစားအားပါသောမိဘပြည်သူများနှင့်ပိုတိုင်းရင်သားအပေါင်းတို့ခင်ဗျာပြည်ထောင်စုပိုမျိုးသားဖွဲ့ချုပ်ပါအမဖရဲ့တက်တန်းဟာ ယခုအခါနှစ်ပေါင်း65နှစ်ရှိပြီဖြစ်ဒီနေ့ငီရှမ်းပြည်နယ်ကိုအခြေခံပြီးကယားပြည်နယ်ပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နှင့်အခြားနေရာဒေသအသီးသီးတို့ရောက်ရှိနေထိုင်ကြသောပို့တိုင်းရင်းသားလူမျိုးများကိုစီယုံပေါင်းစည်းထားတဲ့တခုတည်းသောပြည်ထောင်စုပို့မျိုးသားအဖွဲ့ချုပ်ပါအမဖပဲဖြစ်ပါတယ်ဆက်လက်၍ပါအမဖရဲ့နောက်ခံသမိုင်းအကျဉ်းကိုတင်ပြပါရစေခင်ဗျာဖက်ဆစ်ဂျပန်ဒေါ်လာရေးနှင့်လွတ်လပ်ရေး ဂျိုးပန်းမှုကာလတွေမှာပိုအိုတိုင်းရင်သားခေါင်းဆောင်များဟာအာရှလူငယ်အဖွဲ့ဝင်များအဖြစ်ဝင်ရောက်လှုပ်ရှားခဲ့ပြီး1949ခုနှစ်ဥဖြူဥဖိုးခင်တို့ပါဝင်သောခမ်ကောင်ပိုအိုလန်ဘူးခေါ်ပိုအိုစုစည်းအဖွဲ့ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။တချိန်တည်းလိုပင်1949ခုနှစ်တွင်တထုံခရိုင်ရှိပိုအိုများပါနာမဖွဲ့စည်းမှုတွင်အမျိုးဘာသာတတနာထွန်းလင်းရေးကိုရည်ရွယ်၍တထုံခရိုင်ပိုအိုခေါင်းဆောင်များဖြစ်ကြသော ဥလာဖေဥဖိုးမင်ဥပြူဥအောင်သာစသူတို့ကယဟန်တံကာများလူကြီးများလူငယ်များပို့အမျိုးသားအမျိုးသမီးများနှင့် စီဝေးတိုင်ပင်၍ပို့တောင်သူအမျိုးသားအဖွဲ့ချုပ်ဟု၍ဖွဲ့စည်းခဲ့ကြပါသည်လေးစားပါသောမိဘပြည်သူများနှင့်ပို့တိုင်းရင်းသားအပေါင်းတို့ခင်ဗျာဒီမိုကရေစီရေးတန်းသူရေးနှင့်ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိုဥတီလှုပ်ရှားခဲ့တဲ့ ပြည်ထောင်စုလွတ်လပ်ရေးပန်းတိုင်တစ်ခုဖြစ်တဲ့1949ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ပင်လုံစာချုပ်မှာတထုံစော်ဘွားကြီးစောက်ခွန်ကြီးအစားဦးဖြူကပါဝင်လက်မရေးထိုးခဲ့ပါတယ်။ဘိုးအမျိုးသားတို့ဤနကိုယီမန်းထားတဲ့ဒီမိုကရေစီရေးတန်းသူရေးကိုပိုင်ပြတ်ထန်းခွင့်ရရှိရေးနဲ့ပြည်ထောင်စုတည်မြဲရေးကိုကျယ်ပြန့်စွာဆောင်ရွက်လာနိုင်ကြ၍ဘိုးတိုင်းရင်းသားတို့ဤအမျိုးသားရေးကိုပုံမှန်မြင့်တင်ပေးနိုင်ခဲ့ကြပါတယ်။ ထောင်ကိုရငါဆက်ခုနှစ်အောက်ကလနရက်နေ့တွင်မူလပအိုးစုစည်းအဖွဲ့ခေါ်ပအိုးလန်ဘူးကိုဖျက်သိမ်းပြီးပါမဖခေါ်ပြည်ထောင်စုပအိုးမျိုးသားအဖွဲ့ချုပ်ကိုဖွဲ့စည်းတည်ထောင်ခဲ့ကြပြီးယာယီအမှုဆောင်များကိုလည်းတင်မြှောက်ခဲ့ကြပါတယ်။ဝန်ကြီးချုပ်ဦးနုရဲ့ပါလီမန်အထွေထွေရွေးကောက်ပွဲကြီးဟာပါမဖကိုစလေမြမဝင်ရောက်ရှင်ပြိုင်ခဲ့ရာ1952ခုနှစ်မှာ3နေရာ1956ခုနှစ်မှာတနေရာဖြစ်အနိုင်ရခဲ့ပါတယ်။ ထိုစင်ပိုးမြို့သားလူမြောက်ရေးအဖွဲ့ခေါ်ပါအလာဖအဖွဲ့တီ1958ခုနှစ်တွင်ပါပါစာဖာစာပါလာဆိုရမပါလာဖာလက်လက်နှင့်ဒီမိုကရေစီလဲလဲရန်ကလန်းခဲ့ပါတယ်ပါမဖအလုံးဆုံးအလုံးမှုဆောင်များဟာပြီးထောင်စုအစိုးရတို့နှင့်ငင်းချမ်းရေးရဲ့အလင်းရောင်ကိုရှာဖွေညှိနှိုင်းနိုင်ခဲ့မှုကြောင့်နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနီလန်းဖြစ်ငင်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက်လက်လက်နှင့်ဒီမိုကရေစီလဲလဲရန်1958 တွင်ပအာလဖဟာဥပဒေပေါ်တွင်တို့ဝင်ရောက်ခဲ့ပါတယ်1960ခုနှစ်ပါလီမန်အထွေထွေရွေးကောက်ပွဲကြီးမှာပါမဖအဖွဲ့ချုပ်ဟာတပန်ထမန်ဝင်ရောက်အရွေးခံခဲ့ရာတုံးနေရအနိုင်ရခဲ့ပါတယ်ခင်ဗျာပါမဖအဖွဲ့ချုပ်ကြီးဟာ1962ခုနှစ်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ဖက်ဒရယ်ရေးပြည်နယ်ပေါင်းစုံညီလာခံကြီးမှာနှိုးကြားတဲ့ကြွစွာပါဝင်လှူရှားခဲ့ပါတယ်1948ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရှမ်းပြည်နယ်အစိုးရ ကျိုးကန်ကော်မတီတွင်အခြားညီနောင်တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်အတူပူးပေါင်းရေးဆွဲခဲ့ကြပါတယ်ခင်ဗျာထိုစဉ်ကပါမဖဘဟုကော်မတီဘဟုကော်မတီစီယုံရေးမှုပြည်သူ့လွတ်တော်အမတ်ဦးလားဖေဟာပြည်နယ်များညီညွတ်ရေးအဖွဲ့ဘဟုကော်မတီတွဲဖက်အသွင်ရေးမှုတာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်1962ခုနှစ်တွင်ဘိုးချုပ်ကြီးနေဝင်းဦးဆောင်သောစစ်တပ်ကအာဏာသိမ်းပြီးပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိပါမဖအပါဝင် နိုင်ငံရေးပါတီများနဲ့အဖွဲ့အစည်းများအားလုံးကိုဖျက်သိမ်းခဲ့ပါတယ်ခင်ဗျာလေးစားအားပါတော့မိဘပြည်သူများနဲ့ပို့တိုင်းရင်သားအပေါင်းတို့ခင်ဗျာပါမဖအဖွဲ့ချုပ်ဟာပို့တိုင်းရင်သားတို့ဤလိုလားတောင်းဆိုချက်များဖြစ်သောဒီမိုကရေစီရေးတန်းသူရေးနဲ့ဒီဒီမိုကရေစီရေးတန်းသူရေးကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက်နိုင်ငံရေးအရဆက်လက်ပြီးဥပဒေပေါင်းနဲ့အညီလွတ်လပ်စွာလှုပ်ရှားစွာရွေးနိုင်ရန်အတွက် 2020ခုနှစ်မလနာဆယ်လီယနေ့တောင်ကြီးမြို့ပအိုးအမျိုးသားအဖွဲ့ချုပ် PNO ရုံးတွင်ပအိုးတိုင်းရင်းသားအင်အားစုအသီးသီးမှစူးစီး၍ပြင်စမအကျဉ်းပြည်ထောင်စုပအိုးမျိုးသားအဖွဲ့ချုပ်ပါမဖငီလာခန်တပင်ကြီးကိုခေါ်ယူကျင်းပခဲ့ပြီး2020ပြည့်နှစ်ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြန်ရန်အတွက်ပါမဖအဖွဲ့ချုပ်အမည်ဖြင့်ပြန်လည်မှပုံတင်ရန်ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်2020ခုနှစ်မလနာဆယ်ငါးရက်နေ့ ရှင်းလုံငန်းစဉ်အစီအဝေးကြီးတွေနကူမူလဆုံးဖြတ်ထားတဲ့ပါမဖအဖွဲချုပ်ဟာပြန်လည်မပုံတင်ရဆုံးဖြတ်ချက်ကိုအကြောင်းအမျိုးမျိုးကြောင့်ပြန်လည်ပယ်ဖျက်ပြင်ဆင်ခဲ့သည့်အတွက်ထိုစဉ်ကပါမဖခေါ်ပြည်ထောင်စုပုံမျိုးသားအဖွဲချုပ်ပါတီဖြစ်ပြန်လည်မပုံတင်နိုင်ခဲ့ခြင်းမရှိခဲ့ပါလေးစားအားပါသောမိဘပြည်သူများနှင့်ပို့တိုင်းရင်းသားအပေါင်းတို့ခင်ဗျာပါမဖဖွဲချုပ်ပြန်လည်မပုံတင်ရခြင်းအကြောင်းရင်းများကိုဆက်လက်ပြီးရှင်းပြပါရစီခင်ဗျာ ပါမဖားအဖွဲချုပ်ကြီးဟာကနေ့ဆိုလီနေပေါင်း65နှစ်ပြီးပြီးဖြစ်တော်လဲညီလာခံအဆက်ဆက်မှချမှတ်ခဲ့တော်ပို့တိုင်းသားပြည်သူများဤစန္ဒတဘောသားတောင်းဆိုချက်တွေဟာအပြည့်ဝမရရှိသေးဘူးဆိုတာမိဘပြည်သူများနဲ့ပို့တိုင်းသားအပေါင်းတို့အတိပဲဖြစ်ပါတယ်ဆက်လက်၍တိုင်းရင်းသားစီလုံးညီညွတ်မှုပုံမခိုင်မြဲရေးအမျိုးသားတန်းတူရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် အခြားပြည်ထောင်စုဖွားညီနောင်တိုင်းရင်းသားလူမျိုးများနှင့်အတူနိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနီလန်းဖြစ်ဖြစ်ရှင်းရန်အတွက်လို့တော်တွင်လို့တော်ပြင်ပနိုင်ငံရေးအင်အားစုများအားလုံးဟန်ချက်ညီညီပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်အတွက်မိမိတို့ပါမဖအဖွဲ့ချုပ်ကိုပြန်လည်ပါတီမတ်ပူတင်ရချင်းပဲဖြစ်ပါတယ်။လေးစားပါတော့မိဘပြည်သူများနှင့်ပို့အိုတိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာပါမဖအဖွဲ့ချုပ်၏နိုင်ငံရေးခံယူချက်များကိုတင်ပြပါရစေ။ငင်းချမ်းစွာအတူရှင်သွဲနေထိုင်ရေး လောလမှုတန်းတူညီမျှမှုနှင့်ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိရေးဒီမိုကရေစီစနစ်ပုံမှန်ထွန်းကားရေးနှင့်ပြည်ထောင်စုကြီးတည်တံ့ခံရေးတို့ပဲဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ဒီမိုကရေစီစနစ်နှင့်စစ်မှန်သောပြည်ထောင်စုစစ်စစ်စနစ်ဖြစ်အနာဂတ်ပြည်ထောင်စုကြီးကိုထူထောင်ရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ပြည်ထောင်စုနိုင်ငံသားများဖြစ်ကြသောပို့အိုတိုင်းရင်းသားများနှင့်ပြည်သူလူထုအလုံးအခြေခံလူအခွင့်အရေးနှင့်ဒီမိုကရေစီအပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် နိုင်ငံရေးအတွက်အာမခံချက်ပေးရန်ဖွံ့ဖြိုးတိုးတက်မှုကိုမဟန့်သားသည့်တိုင်းရင်းသားလူမျိုးစုများ၏ရိုးရာဓလေ့ထုံးစံများဘာသာစကားစာပြေနှင့်ယဉ်ကျေးမှုများကိုထိမ့်သိမ့်မြင့်တင်ရန်ပို့တိုင်းရင်းသားတို့၏လူမျိုးရေးလက္ခဏာသို့မဟုတ်အမျိုးသားရေးလက္ခဏာ national identity ကိုကာကွယ်စောင့်ရှောက်သွားရန်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျသောဒေသများကိုအခြားမိဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီးကူညီဆောင်ရွက်သွားရန် လေးစားအားပါတော့မိဘပြည်သူများနှင့်ပို့တိုင်းရင်သားအပေါင်းတို့ခင်ဗျာအထက်ပါရည်ရွယ်ချက်များကိုဇနစ်တကျအကောင့်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဩဘာရှိလုပ်ငန်းစီများကိုလည်းထပ်မံတင်ပြပါရစေခင်ဗျာပါမဖအဖွဲ့ချုပ်ကြီးရဲ့ရှိလုပ်ငန်းစီများကတော့ငင်းချမ်းရေးဖြစ်စဉ်ကိုရှိတို့တိုးတက်အောင်ဆောင်ရွက်ရေးအတွက်အခြားနိုင်ငံရေးအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်လူတော်တွင်လူတော်ပြင်ပနိုင်ငံရေးအင်အားစုတွေနဲ့ဟန်ချက်ငင်းငင်းနိုင်ငံရေးဆောင်ရွက်မှုများလှုပ်ဆောင်ဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုဖွဲ့စည်းပုံဥပဒေရေးဆွဲရန်တမဟုတ်2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲနိုင်ရေးအတွက်တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်။တန်တူရီတူဖက်ဒရယ်မူဖြစ်ပြည်내တင့်များပေါ်ထွန်းခွင့်ရှိသောဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးတွင်ပိုးပီတူတရလုံးဤအင်အားဖြင့်တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်။နိုင်ငံရေးအကြောင်းအရာတော်လည်းကောင်းဥပဒေအကြောင်းအရာတော်လည်းကောင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအား ပြင်းစင်တိုးချက်တမယင်းနေပိုးတိုင်းရင်သားတို့ဤအန်ဒီမအီမန်ချက်ဖြစ်တော်ပိုးပြင်းနေတရက်ပေါ်ထွန်းရဲ့အတွက်ဥတီဆောင်ရွက်သွားမီတဲ့ကတူဘွဲရအကြောင်းသားများဤအလို့ကိုင်းခွင့်လမ်းဖန်တီးပေးနိုင်ရဲ့အတွက်လူအတော်ပညာရဆိုင်ရာကြိုတင်ပြင်ဆင်မှုများကိုပြည်တွင်းပြပပညာရှင်များဖိတ်ခေါ်၍ဆောင်ရွက်သွားမီတဲ့ကတူဘွဲရအကြောင်းသားများပေါ်အခြေခံ၍ဒေတာရင်းစွန်ဥတီထွင်အတိပညာရှင်အတပညာရှင်များပေါ်ထွန်းရဲ့အတွက်အားပေးဆောင်ရွက်သွားမီအမျိုးသမီးများနှင့်လူငယ်များ အမျိုးသားနိုင်ငံရေးဥဆောင်မှုအခန်းကဏ္ဍတွင်ပုံမပါဝင်လာစီရန်အတွက်အသင်းအဖွဲ့များအဖွဲ့အစည်းတိုင်းတွင်လျော်ကန်တင်မြတ်မှုရှိသောဥယေအခန်းကဏ္ဍနှင့်အစီအမံများကိုလည်းဥတီဆောင်ရွက်သွားမည်ခင်ဗျာဥတီဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်ပို့အမျိုးသားစာကြည့်တိုင်းနှင့်ပို့အမျိုးသားပြတိုက်ပြပင်စွာဖြစ်ပေါ်လာရေးအတွက်တိချာခိုင်မာစနစ်ကြသောကောမဒီတရားဖွဲ့စည်းခြင်းတိချာလုပ်ငန်းစဉ်တရားရေးဆွဲခြင်းဖြင့်ရေးစီထင်းထင်းရေးကောမဒီများကိုခေပညာသားလူငယ်များဖြင့်ဖွဲ့စည်းအကောင့်ထဲပေါ်သွားမည် ဒေတာတွင်မူရေးစေဝါနှင့်ဘင်းဆိုင်ပြုမှုကင်းစင်ပပျောက်ရေးလုံငန်းစဉ်ကိုအမျိုးသားရေးတာဝန်တရအဖြစ်တမ်းမကအစားထိုးတီနာများလုံလောက်စွာရရှိရေးအတွက်တယ်ဆိုင်ရာဖွဲ့စည်းများသို့တင်ပြခြင်းလိုအပ်သောစီးကွက်အခွင့်အလမ်းများဖန်တီးပေးခြင်းဘဝတည်ပြန်လည်ထူထောင်ရေးတို့အတွက်ရေတူရေရှိစီမံကိန်းများဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်သွားမည်လေးစားအပ်သောမိဘပြည်သူများနှင့်ပို့တိုင်းရင်းသားအပေါင်းတို့ခင်ဗျာပြည်ထောင်စုမြန်မာနိုင်ငံ၏ဥပဒေပြဋ္ဌာန်းချက်ပါရတင်ရခိုင် တော်လို့သမားအခွင့်ရေးများရရှိရေးကိုတာဝန်ယူဆောင်ရွက်သွားမည်ဒေတာတွင်တရားမဝင်အခွင့်ကော့ခံမှုပပျောက်ရေးလပိလာယူပပျောက်ရေးမှအခွင့်ထူးခံအရာရှိဆိုးစနစ်ပပျောက်ရေးကိုလည်းဦးစားပေးဆောင်ရွက်သွားမည်လေယာလို့သမားများဤအကျိုးစီးပွားအပေါ်ခူးခံကာကွယ်တာဝန်ယူဆောင်ရွက်မည်လေယာအလို့သမားအစီယုံများလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်ရှိစေရမည်ကျေးလက်ဒေတာဖုန်ဖြူရေးအတွက်လိုအပ်သောခင်မီစိုက်ပျိုးရေးလုပ်ငန်းသုံးဆက်ပစ္စည်းများ ဆမှုလက်မှုပစ္စည်းများအလုံးအလောက်ရရှိသုံးစွဲနိုင်ရန်အတွက်တဲဆိုင်ရာပြည်ထောင်စုအစိုးရတို့မဟုတ်ပြည်နယ်အစိုးရများတို့နှင့်ချိတ်ဆက်ဆောင်ရွက်သွားမည်မမျော်လင့်သောတဘာဝဘီအန်တရယ်များကြုံတွေ့လာပါကတဘာဝဘီအန်တရယ်ကာကွယ်ရေးစေတနာဝန်ထမ်းအသင်းအဖွဲ့များဖွဲ့စည်းပြီးပြည်တွင်းပြည်ပရှိအလူရှင်များနှင့်ချိတ်ဆက်ကာကူညီဆောင်ရွက်သွားမည်မြေစီလောထင်းတင်းကြီးရေမြေတောတောင်တဘာဝထင်းတင်းကြီးတို့အတွက်တက်ဆိုင်ရာပညာရှင်များနှင့်ချိတ်ဆက်ကာ ရည်သူရည်ရှိစီမံချက်ရေးဆွဲခြင်းတဘာဝပေါင်းကျင်နှင့်ပတ်သက်သောအသိပညာဘ ഹു ဒုတာတူပွားလာစီရည်အတွက်တင်တန်းများဖွင့်လှစ်ခြင်းစသည့်အစီအစဉ်များကိုလည်းဆောင်ရွက်သွားမည်ရည်ထွက်ရည်ဝေရည်လဲဧရိယာကနိုင်များဖုံးကြီးချောင်းပရာဘိုများတွင်နှင့်လိလတ်တောင်ကတော်များပေါ်တွင်ပြည်သူများကိုအခြေပြုလက်တည်တော်တည်ပင်များပြန်လည်ဆက်ပြိုးခြင်းများကိုလည်းဆောင်ရွက်သွားမည်လမ်းပန်းဆက်သွယ်ရေးကိုအစဉ်မြင့်တိုးချက်ဆောင်ရွက်သွားမည်နိုင်ငံတော်ဝန်ကြီးလက်ဒေတာအပါဝင်အခမဲ့ဆေးဝါးကုသခွင့်ရရှိရေးစီးယုံစီးခမ်းများတွင် လိုအပ်သောဆရာဝန်များဆေးဝါးများခင်မီစေကူတမှုကရိယာများပြည်စုံလုံလောက်ရဲ့အတွက်သူတေသနာပြုပြီးအလေးအနက်ထားဆော်ရွက်သွားမည်ဒေတာတွင်ရှိဆေးရုံဆေးခန်းများအစင်းမြင့်တိုးချဲ့တိုးမြင့်နိုင်ရဲ့အတွက်ဦးတည်ဆော်ရွက်သွားမည်ဒေတာတွင်ရှိပညာရေးနှင့်ပတ်သက်၍အထက်တန်းပညာရေးအလယ်တန်းပညာရေးမူလတန်းပညာရေး၏အခြေအနေမှများကိုတည်ရှိနိုင်ရဲ့အတွက်ပညာရေးဆိုင်ရာသူတေသနာများပြုလုပ်ဆောင်ရွက်ခြင်းဖြင့်လိုအပ်သောပညာရဆိုင်ရာအစီအမံများကိုဦးတည်ဆော်ရွက်သွားမည် မိခင်ဘာသာစကားကိုအခြေခံသောပိုးကိုပိုင်အမျိုးသားကြောင်းပေါ်ထွန်း၏အတွက်ကိုလည်းဥတီဆောင်ရွက်သွားမည်ဖြစ်ပါれခင်ဗျာလေစာအားပါတော့မိဘပြည်သူများနှင့်ပိုးတိုင်းရင်သားအပေါင်းတို့ခင်ဗျာပါမဖပါတီရဲ့အလာနဲ့တင်ကြတာတို့ကိုမိဆက်တင်ပြပါရစေပါမဖပိုးအမျိုးသားတရလုံးရဲ့တခုတည်းသော အမျိုးသားနိုင်ငံကြီးပါတီအဖြစ်ပါမဖပါတီဟာ94ရက်3လ2010ရက်နေ့အထိရပ်တည်လာခဲ့ပါတယ် ။ဒါကြောင့်ပါမဖပါတီယလန်ကိုလည်းပိုးအမျိုးသားအလန်အဖြစ်အသုံးပြုလာခဲ့ခြင်းပဲဖြစ်ပါတယ်။နာဆယ်လီရဲ့3လ2010ယနေ့မှာပါမဖပါတီရဲ့တမျိုးသားလုံးဆိုင်ရာပင်စမအချိန်ငီလာခံတပင်ကြီးကိုကျင်းပခဲ့ပါတယ်။အကြောင်းကြောင်းကြောင့်ပြန်လည်မပုံတင်နိုင်ခဲ့ခြင်းတော့မရှိမရှိခဲ့ပါဘူး။ဒါအပြင်ပိုးအမျိုးသားပါတီတစ်ခုကပါမဖပါတီရဲ့အလန်ကိုလည်း၎င်းပါတီရဲ့အလန်အဖြစ်ယူသုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပါမဖပါတီပြန်လည်မပုံတင်သည့်အခါမှာ ပါတီအလန်အတိတင်ဂေတာအတင်ဖြစ်မပုံပြန်တင်ခရချင်းပဲဖြစ်ပါတယ်ခင်ဗျာယခုအလန်ဟာမူလပါမဖပါတီရဲ့အစင်းအနီအပြာစတဲ့နောက်ခံအယောင်တွေကိုပြင်ယူပြီးတော့မှသုံးယောင်ချဲအလန်ရဲ့အလေတဲ့တဲ့မှာအနီယောင်နေမင်းကြီးတလုံးအဖြူယောင်ဆက်ဝိုင်းကြီးတလုံးနိဆက်မှုပင်ညာသုံးထဲ့သွင်းထားတဲ့အလန်ဖြစ်ပါတယ်ခင်ဗျာအနီယောင်ဟာဒူရိယဖြစ်ပြီးအဖြူယောင်ဆက်ဝိုင်းကြီးတလုံးကတော့စန္ဒာ ဒူရီယာစန္ဒာမင်းကိုကိုစားပြုချင်းပဲဖြစ်ပါတယ်။ဆက်မှုပြည်ညာကတော့စိုက်ပျိုးရေးကိုအခြေခံပြီးခင်မီဖွံ့ဖြိုးတိုးတက်သောဆက်မှုပြည်ထောင်စုနိုင်ငံအဖြစ်ထူထောင်လိုချင်းပဲဖြစ်ပါတယ်ခင်ဗျာ။အခုလက်ရှိပါမဖပါတီရဲ့အမတ်တင်ဂီတာကတော့စိန်နီပြာ၃ရောင်ချဲနောက်ခံနဲ့နဂါဦးခေါင်းပုံစံပဲဖြစ်ပါတယ်ခင်ဗျာ။၂၀15ခုနှစ်ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်အနိုင်ရရှိရေးအတွက်မိဘပြည်သူများနဲ့ ပိုးတိုင်းရင်သားပြည်သူအပေါင်းတို့လိလာဆန်းစစ်အကဲဖြတ်နိုင်စေဖို့အတွက်ပာမဖအဖွဲ့ချုပ်ဤတဘောသားနှင့်မူဝါဒလုပ်ငန်းစီများကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ပြည်ထောင်စုအကျိုးပိုးတိုင်းရင်သားထုတရလုံတို့ဤအကျိုးကိုမိဘပြည်သူများဤစန္ဒနှင့်အညီပိုးတိုင်းရင်သားပြည်သူများဤစန္ဒနှင့်အညီအမန်တကယ်တေပိုးနိုင်မဲ့ပာမဖခေါ်ပြည်ထောင်စုပိုးမျိုးသားအဖွဲ့ချုပ်ပါတီရဲ့ ကိုစလဲတွေကိုစန္ဒမဲပြီးရွေးချယ်နိုင်ကြပါစေလို့စန္ဒပြုရေးနေကုံချုံအပ်ပါတယ်ခင်ဗျာကေချူတာငါးစုအော်